ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး7အငယ်1မှ90ပတ်သက်ခါပွဲခံချိန်6ရက်လူသေးသောအခါအထက်ကတည်လွန်၍တည်ခြင်းမှချမြောက်စေတော်မူသော လာဇရုနေရာအရက်ဘေသနိရွာသို့ယေရှုသည်ရောက်တော်မူ၏ထို့ကြောင့်ထိုသူတို့သည်ပွဲလုကြသဖြင့်မာသသည်လှုပ်ကြွေးမှုကို ဆောင်၍လာဇရုသည် ကိုရိုနှင့်အတူလျှောင်းသောသူတို့အဝင်ဖြစ်၏ ထိုအခါမာရိသည် အဖိုးများစွာထိုက်သောနာဒုစီမွေးစစ်အကျက်30ကိုယူ၍ယေရှု၏ခြေတော်ကို လိမ့်ပြီးလျင်မိမိစပေနှင့်တုတ်သည်ဖြင့်ထိုစီ၏အမွှေးသည်တအိမ်လုံးကိုနှံ့ပြ၏။တပည့်တော်တို့အဝင်ဖြစ်၍ကိုရောကိုအံ့နံမိသူရှိမုန်၏သားယုဒရှကာရုက ထိုစီမွေးကိုဒေနာရီ အပြား300အဖိုးနှင့်ရောင်း၍စင်းရဲသောသူတို့အားအဘယ်ကြောင့်မပေးသည်နည်းဟုဆို၏။ ထို့သို့ဆိုသောစင်းရဲသောသူတို့အကျိုးကိုထောက်၍ဆိုသည်မဟုတ်မိမိသည်တခိုးဖြစ်လျက်တပဲ့တော်များသုံးရန်ငွေအိတ်ကိုဆောင်၍နှိုက်ယူတတ်သောကြောင့်သာဆိုသည်ယေရှုသည်လည်းထိုမိမကိုရှိစေတော့ငါဤအလောင်းကိုတင်းကြိုခြင်းငါပြင်ဆင်သောနေ့တိုင်အောင် သူသည်ဤစီမွေးကိုတူထားပြီ ဆင်းရဲသောသူတို့ကသင်တို့၌အစဉ်ရှိကြ၏ငါမူကားအစဉ်ရှိသည် မဟုတ်ဟု မိန့်တော်မူ၏ထိုအရ၌ယေရှုရှိတော်မူသည်ကိုယုဒလူများအပေါင်းတို့သည်သိလျင်ကိုရောကြောင့်သာလာသည်မဟုတ်တေခြင်းမှထမြောက်စေတော်မူသော လာဇရုကိုမြင်ခြင်းငါလာကြ၏ ထို့သောယူဒလူများတို့သည်လာဇရုကိုအကြောင်းပြုသဖြင့်ထွက်သွား၍ယေရှုကိုယုံကြည်သောကြောင့်ယိဘရောဟိအကြီးတို့သည် လာဇရုကိုလည်းတတ်ခြင်းငါတိုင်ပင်စီရင်ကြ၏။နှစ်ပြန်နေ၌ယေရှုသည် ယေရုရှလင်မြို့သို့ကြွလာတော်မူသည်ကိုထိုပွဲသို့လာသောလူအစုအဝေးအပေါင်းတို့သည်ကြားရလျှင်စွန်ပလွန်ခက်များကိုကင်လျက်ကိုရောကိုခီးဥဂျိုပြုအံ့သောငါထွက်သွားကြ၍ဟောရှာနာဖြစ်စေသတည်းသာရဖျား၏အခွင့်နှင့်ကြွလာတော်မူသောဣတရေလရှင်ဘရင်သည်မင်္ဂလာရှိစေသတည်းဟုကြွေးကြော်ကြ၏ ကျန်းစာ၌လာသည်ကအိုးစည်းအောင်တို့သည်မဆိုးရင်နှင့်တင်ဤအရှင်မင်းကြီးသည်ဤကလေးကိုစည်း၍တင်ရှိရာသို့ကြလာတော်မူသည်ကိုကြည့်ရှုလောဟုရေးထားသည်နှင့်အညီယေရှုသည်ဤကလေးကိုတွေ့၍စည်းတော်မူ၏ထိုအကြောင်းအရာကိုတပည့်တော်တို့သည်အစအဦး၌နားမလဲတော်လေကိုရောကိုရိမ့်မှတ်၍ထိုသို့ရေးထားသည်ကို၎င်းကိုရောအားထိုသို့ပြုကြသည်ကို၎င်း ဖုံးပွင့်တော်မူသည့်နောက်တတိယ၍မှတ်မိကြ၏နောက်တော်သူလိုက်တော်လူအစုအဝေးတို့သည်ကလာဇရုကိုတင်းကျိုင်းတွင်မှ ခေါ်၍တည်ခြင်းမှချမြောက်စေတော်မူသည့်အကြောင်းကိုတတ်သိခံကြ၏ထိုနမိတ်လက္ခဏာကိုပြတော်မူသည်ဟုလူများတို့သည်တည်င်းကြသောကြောင့်ခရီးဥဂျူပြုအံ့သောငါထွက်သွားကြ၏ပါရိရှဲအချင်းချင်းတို့လည်းတင်းတို့သည်အလင်းမတက်နိုင်ဤလောကသည်ထိုသူနောက်သို့လိုက်သွားပါပြီတကားဟုပြောဆိုကြ၏ ကိုးကွယ်ခြင်းအမှုနှင့် ထိုပွဲသို့ရောက်လာသောသူတို့တွင် ဟေလတလူအချို့ပါ၏ထိုသူတို့သည်ဂါလိလဲပြည်ဗက်ဇေတာမြို့သားဖြစ်သောဖိလိပ္ပုထံသို့သွား၍အကျွန်ုပ်တို့သည်ယေရှုကိုမြင်ချင်ပါသည် ခမည်းဟုတောင်းပန်ကြ၏ဖိလိပ္ပုသည်သွား၍အန်ဒရီကိုကြားပြောပြီးမှ ထိုသူနှစ်ယောက်တို့သည်ယေရှုကိုရှောက်၏ယေရှုကလည်းလူသားသည်ဘုံပွင့်ရသောအချိန်ရောက်လာပြီငါအမှန်အကန့်ဆိုသည်ကားမြေ၌ကျသောစပါးစိတ်သည်မပြတ်လျင်တစ်ခုတည်းနေ၏ပြက်လျင်မူကားများစွာသောအသီးကိုတီးတက်၏မိမိအသက်ကိုနှမျောသောသူသည် အသက်ဆုံးလိမ့်မည်ဤလောက၌မိမိအသက်ကိုမုန်းသောသူမူကားသာဝရအသက်ကိုစောင့်ရှောက်လျက်နေ၏ ငါဤအမှုကိုဆောင်ရွက်တော်သူဖြစ်လင်ငါနောက်သို့လိုက်ရမည်ငါဤအမှုဆောင်သည်လည်းငါရှိရာအရ၌ရှိလိမ့်မည်ငါဤအမှုကိုဆောင်ရွက်တော်သူဖြစ်လင်ထိုသူကိုခမည်းတော်သည်ချီးမြှောက်တော်မူလက်တံငါသည်ယခုစိတ်နှလုံးပူပန်ခြင်းရှိ၏အဘယ်သို့ငါလျှောက်ရမည်နီထိုအချိန်မှ အကျွန်ုပ်ကိုကဲ့တင်တော်မူပါအဘဟုလျှောက်ရမည်လောအကြောင်းရှိ၍သာ ထိုအချိန်သို့ရောက်လာပြီ။"အိုအဖ ကိုရောဤနာမတော်ကိုချီးမြှောက်တော်မူပါဟုမိမ့်မွတ်တော်မူ၏ထိုအခါကောင်းကင်မှစကားတန်ကငါချီးမြှောက်ခဲ့ပြီးတပံချီးမြှောက်အုံးမီဟုလာ၏ဝန်းရံလျက်ရှိသောလူအစုအဝေးတို့သည်ကြားလျင်မိုးချုံသည်ဟုဆိုကြ၏အချို့ကလည်းကိုရောအားကောင်းကင်တမန်မွတ်သည်ဟုဆိုကြ၏ယေရှုကထိုစကားတန်သည်ငါအဖို့အလိုငါလာသည်မဟုတ် သင်တို့အဖို့အလိုငါလာ၏ ယခုတွင်ဤလောကသည်တရားစီရင်ခြင်းကိုခံရ၏ယခုတွင်ဤလောကကိုအစိုးရသောမင်းသည်ပြင်သို့နှင်ထုတ်ခြင်းကိုခံရလိမ့်မည်ငါသည်လည်းမြေကြီးနှင့်ခွာ၍မြောက်ထားခြင်းကို ခံရလျင်လူအပေါင်းတို့ကိုငါထံသို့ငါဆွဲမည်ဟု မိန့်တော်မူ၏ထို့သောမိန့်တော်မူသောမိမိသည်အဘယ်သို့တည်ရမည်အရေးကိုပေးတော်မူ၏ လူများတို့ကလည်းခရစ်တော်သည် အစဉ်အမြဲတည်သည်ဟုပြည့်ညက်တည်ကျမ်း၌လာကြောင်းကို အကျွန်ုပ်တို့ကြားသိရပြီးသို့ဖြစ်လျှင်လူသားသည်မြောက်ထားခြင်းကိုခံရမည်ဟုတင်သည်အပေတို့ဆိုသည်။ထိုလူသားသည်အပေတို့သောသူနည်းဟုဆိုကြ၏။ယေရှုကလည်းအလင်းသည် သင်တို့တွင်ခဏတာရှိ၏။အလင်းရှိစဉ်အခါသွာလာကြလော့။သို့မဟုတ်လျှင်မှောင်မိုက်သည်သင်တို့ကိုမှီလိုက်မည်။ မှောင်မိုက်၌သွားသောသူသည် အပယ်စီသို့မိမိသွားသည်ကိုမိမိမသိအလင်းရှိစဉ်အခါအလင်းဤသားဖြစ်အံ့သောငှာအလင်းကိုယုံကြည်ကြလောဟုမိန့်တော်မူ၏ထို့သို့မိန့်တော်မူပြီးမှယေရှုသည်ထွက်ကြ၍ထိုသူတို့ကိုတင်းရှောင်လျက်နေတော်မူ၏သူများလောက်ကြီးစွာသောနမိတ်လက္ခဏာတို့ကို သူတို့မျက်မှောက်၌ပြတော်မူတော်လေသူတို့ဒီယုံကြည်ခြင်းတို့မရောက်ကြပရောဖက်ဟေရှာယဟောဘူးဒီက အိုးချာရဖျားအကျွန်ုပ်တို့ ဟောပြောသောတည်င်းစကားကိုအဘယ်သူယုံပါသနည်းသာရဖျား၏လက်တော်သည်အဘယ်သူအားထင်ရှားတော်မူသနည်းဟူသောစကားသည် ပြည့်စုံခြင်းသို့ရောက်သည်တပံပရောဖက်ဟေရှာယဟောပြန်သည်က ူတို့မျက်စိမမြင်စိတ်နှလုံးနားမလဲအကျင့်မပြောင်းလဲသူတို့အနာရောဂါကိုငါမငြိမ့်စေတီတိုင်အောင် သူတို့မျက်စိကိုကွယ်စီတော်မူ၏သူတို့စိတ်နှလုံးကိုမိုက်စေတော်မူ၏ဟူသောစကားကြောင့်ထိုသူတို့သည်ယုံကြည်ခြင်းသို့မရောက်နိုင်ကြဣရှာယသည်ဘုံအ ాను ဘောတော်ကိုမြင်၍ བྱ ာဒိတ်တော်ကိုပြန်စင်တွင် ထိုစကားကိုဟောပြောသည်တည်း ို့တော်လေအရာရှိအများတို့သည် ကိုရောကိုယုံကြည်ကြ၏တရားစီရင်မှပါရိရှဲတို့သည် နှင်ထုတ်မီကိုစိုးရင်တော်ကြောင့်ထင်ရှားစွာဝန်မခံကြအကြောင်းမူကားဖျားသခင်ပေးတော်မူသောဘုံအတ္တရီထက်လူတို့ပေးသောဘုံအတ္တရီကိုတာ၍နှစ်သက်ကြ၏ယေရှုကလည်းငါ့ကိုယုံကြည်သောသူသည်ငါ့ကိုသာယုံကြည်သည်မဟုတ်ငါ့ကိုစေလွတ်တော်မူသောသူကိုယုံကြည်၏ ငါကိုကြည်မြင်တော်သူသည်ငါကိုစေလွတ်တော်မူသောသူကိုကြည်မြင်၏ငါကိုယုံကြည်သမျှတော်သူတို့သည်မှောင်မိုက်၌မနေစေခြင်းငါငါသည်အလင်းဖြစ်လျက်ဤလောကသို့ကြွလာပြီငါစကားကိုကြားတော်သူသည်မယုံကြည်ဘဲနေလင်ထိုသူကိုငါသည်အပြစ်မစီရင်လောကီသားတို့ကိုအပြစ်စီရင်အံ့တော်ငါငါလာသည်မဟုတ် လောကီသားတို့ကိုကဲ့တင်အံ့တော်ငါငါလာ၏ ငါကိုပယ်၍ငါစကားကိုနားမခံသောသူအားအပြစ်စီရင်သောသူရှိသေး၏ငါဟောပြောသောစကားပင် နောက်ဆုံးသောနေ့၌ထိုသူအားအပြစ်စီရင်လိမ့်မည်အကြောင်းမူကားငါသည်ကိုယ်အလိုအလျောက်ဟောပြောသည်မဟုတ်ငါကိုဆေလွတ်တော်မူသောခမည်းတော်သည် အပေတို့ငါဆုံးမဟောပြောရမည်ကိုပြည့်ညတ်ပေးတော်မူပြီးခမည်းတော်၏ပြည့်ညတ်တော်သည်သာဝရအသက်ဖြစ်သည်ကိုငါသိ၏ ထို့ကြောင့်ဟောပြောသမျှတို့ကို ခမည်းတော်မှားထားတော်မူသည့်အတိုင်းငါဟောပြောသည်ဟုကြွေးကြော်၍မိန့်တော်မူ၏အာမင် God bless you